ငါကျွလုံမိတဲ့ကန်တဘာဟာမင်းပဲမင်းညူအပိုင်း6စုံလဲစုစားလဲယူငင်းတဘောအတိုင်းငင်းနဲ့အတူအဆောင်ပြောင်းနေခဲ့တယ်။အဆောင်ပြောင်းတဲ့အပြင်ကျမက အလုပ်ပါပြောင်းလိုက်ပြီးအချိန်ပိုင်းမလုပ်တော့ဘဲအချိန်ပြည့်ကိုသာ ကျမလုပ်တော့တယ်။ငင်းမိသွားပြီနော်မနက်စာပြင်ခဲ့တယ်။အေးအေးမိဂေးဥဆိုင်ရောဂေးချူကန်းလေးကငင်းပြန်ဖြေတယ် ကျမကငဲ့အရင်သွားရတယ်။ညနေကျငဲ့အရင်ပြန်ရောက်ပြီးမနက်စာရောညစာရောကျမလုပ်ပေးဖြစ်တယ်။ငဲကကျမလက်ရာကိုကြိုက်တယ်လေ။သိစားလို့ကောင်းတာပဲမိရဲ့မိအိမ်တော်ကြိုင်ယောက်ျားကခွာမကူမဟုတ်ဘူးဟင်းချက်ကောင်းလို့သူမိမလက်ရပဲစားကြင်တာဆိုပြီးလေဟာဟာငယ်ရှိလိုက်တော့ပါပေါ်ကပချိုင်လေးကထင်းလို့မိကယောက်ျားမရှိတော့ဘူးဒီတိုင်းမနေတော့မှာဟာပောက်ကရယူရမှာ အမအဲ့အရာသာကိုခံစားရမှာဟိဟာငေကလေညစ်ပတ်ပြီဟာဟိရတာပြောတာပါဟာသမင်းဆိုင် အတူတူရေမောနေခဲ့ကြရင်ငေမနှက်ဖြံမွေးနေမှာမိဖျားသွားခြင်းလေသွားလေငေနဲ့အလုခွင့်ယူထားတယ်ဟာချစ်လိုက်တာကွာစောစောအိတ်အောင်မနှက်ကြစောစောသွားမှာဆိုတော့ဟုတ်အော်ဘာလို့လို့နဲ့အသက်26နှစ်တောင်ရောက်ပြီ အင်းလေယောက်ျားယူရမယ့်အရွယ်ရောက်ပြီလေဟာအပြူကြီးလုံးမှာပါဆူတော်ပြီအိတ်တော်မယ်ကျမအိတ်သွားပြီမယ်ငဲကအလုံးရှုံနေသည်မိလားမိဟုတ်လားဟင်အမျိုးသားတဦးရဲ့အတန်ကြောင့်ကျမလှည့်ကြည့်လိုက်မိတယ်ဟင်အကူအကူမြတ်ဝေါ်မှာဝမ်းနေမှုတွေနဲ့အကူကျမကိုတိုင်းဖန်လိုက်တယ်အကူစီကနှွေးထွေးမှုကျမမေးရခဲ့ရတဲ့အကူရှင်မှနှွေးထွေးမှုပဲ အဲ့ဒီနှွေးထွေးမှုကိုကျမခံစားလိုက်ရတယ်။ Happy birthday to you ကျမလက်နိုးသွားပြီ။ Happy birthday ပါငယ်ရမေ။ငယ်ကအဆူမပြတ်။ Happy birthday to you ယေ။အခုစီကနှွေးထွေးမှုဟာအိမ်မက်တာဖြစ်ခဲ့တယ်။ညချင်းမိုးချုံငယ်သူများရင်းနိုးကုန်မအောင်မေ။ခီးနိုးနိုးပေါ့မွေးနေ့မို့လို့ပဲဟာ။ကဲကဲမိမော့ ကိတ်ခလေးနည်းနည်းစားပြီးသိမ့်လိုက်ပါတော့ငယ်ညဘက်အများကြီးဆိုင်မကောင်းဘူးအင်းမငယ်လေးပြောမလို့မနက်မှကော်ဖီနဲ့တောက်ကြမယ်ငယ်သိမ့်စီပြီးအိမ်ရတဲ့ဝင်အိပ်ပျော်သွားတဲ့အထိကျမအိမ်မပြောခဲ့အခုကျမကိုတတိရနေတာလားအစင်ရောပြေရလားနေမှကောင်းရင်လားမသိ။အိုးမတွေးတော့ပါဘူးလေ။သူ့အကြောင်းတရားနဲ့သူ့ပါပဲ။အိမ်မရတာနဲ့ကံငါးပါအကြောင်းစကလေးဖတ်မိလိုက်တယ်။ ငါးပါးသီလအင်္ဂါများကံထိုက်မထိုက် ကိုယ်တိုင်ဆုံးဖြတ်နိုင်ရန်ဝေးမျှလိုက်ပါသည်၁ပါဏာတိပါဒအင်္ဂါ၁ဝင်သက်ထွက်သက်ရှိသောတတဝါ၂တတဝါဟုသော အမတ်တညာရှိခြင်းတတဝါဟုသိခြင်း၃တတ်လိုသောစိတ်ရှိခြင်း၄လုံလပြုခြင်း၅တည်သွားခြင်းဟုသောအင်္ဂါ၅ချက်နှင့်ကိုင်းနေလျှင် ာနာတိပါဒကံထိုက်ပါသည်မဉ္ဇီလင်ကံမထိုက်ပါ2နှစ်အာရိဏာဒါနအင်္ဂါ3သူတဘာဥစ္စာဖြစ်ခြင်း2နှစ်သူတဘာဥစ္စာဟုသိခြင်း3ခုံးယူလိုသောစိတ်ရှိခြင်း4ခုံးယူချောင်းဖြစ်သောကိုမှုနှုတ်မှု လုံလတစ်ခုခုကိုပြုခြင်း5 ခိုးယူခြင်းဟူသောအင်္ဂါ၅ချက်နှင့်ကံ့နေလျှင်အရိဏာဌာနကံထိုက်ပါသည်မညီလျှင်ကံမထိုက်ပါ၃ကာမိတုမိစ္ဆာစာရအင်္ဂါ၁မတော်လာအပ်သောမိမ20ဖြစ်ခြင်း၂ထိုမိမ၌မိဝဲလူစေရှိခြင်း၃လုံလာပြုခြင်း၄တာယာခြင်းဟူသောအင်္ဂါ၅ချက်နှင့်ကံ့နေလျှင် ကာမေတုမိစ္ဆာစာရကံထိုက်ပါသည်မညီလင်ကံမထိုက်ပါမတော်လာအပ်သောမိမ20တအမိအုပ်ထိန်သောမိမ2အဖအုပ်ထိန်သောမိမ3မိဘနှစ်ပါးအုပ်ထိန်သောမိမ4မောင်ကြီးမောင်ငယ်အုပ်ထိန်သောမိမ5အမကြီးအမငယ်အုပ်ထိန်သောမိမ6ဆွေမျိုးအုပ်ထိန်သောမိမ ခုနှစ်အနှွယ်တူအုတ်ထင်းတော်မိမရှစ်သတင်းသုံးပေါ်အုတ်ထင်းတော်မိမမှတ်ချက်အထက်ပါရှေ့ရောက်သောမိမတို့ကသူတို့မှကံမှထိုက်ပင်တွာလာကျူးလွန်သူယောက်ျားများမှသာကံထိုက်သည်ဟု၏ကိုထိမ်းများကြောင်းလန်ပြီသူ လက်ထပ်ပြီသူ လင်အုတ်ထင်းတော်မိမတစေမင်းတို့ကောက်ယူရန်တတ်မှတ်လျက်ဒဏ်ထားပြီးရင် အုတ်ထင်းတော်မိမဆက်တဲ့ဥစာဖြင့်ဝဲယူလျက်မယားအဖြစ်ထားသောမိမဆက်နှင့်သဘောတူအလိုတူ၍နေသောမိမဆက်သောစီစိန်ပြီး၍ပေါင်းဖော်သောမိမဆက်လေးပဆိုးပြီး၍ပဆိုးတန်းတင်ပြည့်၍နေသောမိမဆက်ငါရေကွက်၌လက်ဆောင်ချ၍မိပါနှစ်ပါထင်းများပြီးသောမိမဆက်ချောက် ခေါင်းခုကိုခြား၍လင်မယားအဖြစ်နေသောမိန်းမစခွန်ကျွန်လေးဖြစ်မယားလေးဖြစ်သောမိန်းမဆက်ရှစ်အမှုလုံလေးဖြစ်မယားလေးဖြစ်သောမိန်းမဆက်ကိုစစ်မြေပြင်မှဆောင်ယူခဲ့သောမိန်းမ20တခဏများပေါင်းဖော်ရန်ငှားရန်ထားသောခိတမယားဖြစ်သူမိန်းမမချံဖော်ပြပါ12ရောက်သောမိန်းမများကို တွာလာကျူးလွန်ခဲ့ပါမူလင်းရှိမယားဖြစ်၍မိမာယောယောက်ျားပါနှစ်ဦးစလုံးကန်ထိုက်သည်ဟု၏လေမုဒါဝါဒအင်ကာတက်မဟုတ်မမှန်သောအကြောင်းဖြစ်ခြင်းနှင့်မဟုတ်မမှန်ပြောလိုစိတ်ရှိခြင်း၃ပြောလေပြောခြင်းလေလိမ့်ညာသည့်အတိုင်းတစ်ဖက်ကသိခြင်းဟုသော အင်ကာလေးချက်နှင့်ကိုက်နေလျင်မုဒါဝါဒကံထိုက်ပါသည် မင်းကြီးနဲ့ကံမထိုက်ပါငါသူရာမီရာယအင်ကာတသူရာစသောတဘာဘာဖြစ်ခြင်းနှစ်တောက်လို့သောစိတ်ရှိခြင်း၃တောက်ဖြစ်အောင်လုံလာပြုခြင်း၄တောက်ခြင်းဟူသောအင်ကာ၄ချက်နှင့်ကိုင်းနေတဲ့သူရာမီရာယကံထိုက်ပါသည်မင်းကြီးနဲ့ကံမထိုက်ပါတံပိုးရှိလိုက်တာတိတ်ဖက်လို့ကောင်းလာပြီ အဓိကအရင်းခံကတော့စိတ်ပုံတည်လို့တဲ့စိတ်ပြက်စင်းလို့တဲ့စိတ်ခိုးလို့တဲ့စိတ်တောက်လို့တဲ့စိတ်တွေရှိမှသာလေကံဟာကျွလို့ရရောက်တယ်တဲ့ post အောက်မှာ comments များစွာတွေက comment တစ်ခုဟာနေ့ရက်ပေါင်းများစွာ ကျမကုကူကိုမေးဘူးခဲ့တဲ့မိကုံတစ်ခုပဲအဲ့ဒီမိကုံကမဲမဲပြူတူဦးဟာအိမ်တောင်ရှိအမျိုးသားတယောက်နဲ့ကျူးလွန်ခဲ့မိရင်ရော ကာမေတုမိစ္ဆာစာရကံထိုက်ပါသလားဖေဟာအပြူကတော့ကာမေတုမမြောက်ပါဘူးဘာလို့လဲဆိုတော့ကာမပိုင်းမရှိသေးလို့မိမိကာမမိမိပိုင်သောကြောင့်ဖြစ်တယ်အကယ်လို့ထိုအပြူအမျိုးသမီးကစေတနာစိုးနဲ့ထိုလင်မယားနှစ်ယောက်ကိုကွဲပြားလူစိမ့်နဲ့ဝင်းရှုပ်ခဲ့ရင်တောင်ကံမမြောက်ပင်မဲ့စေတနာစိုးကြောင့်အပင်ငရဲကိုလားနိုင်ပါတယ်ဘာလို့ဆိုတချို့နေရာမှာ ကံမြောက်တိုင်းအကုသို့အပြစ်မကြီးသလိုအကုသို့အပြစ်ကြီးတိုင်းလည်းကံမမြောက်ဘူးဥပမာခြင်းနဲ့ဆင်ကိုစေတနာစိုးနဲ့တက်မိရ၌ပါဏာတိပါတာမြောက်သည့်တိုင်အောင်အပြစ်အကြီးအသေးကွာသလိုမျိုးပေါ့အဖြစ်ဟာတိတ်ကောင်းလွန်လာတယ်ကျမစိတ်မှာမတင်မကြဖြစ်နေတဲ့ကံတဘာအကြောင်းတည်တည်ချာချာသိလိုက်ရတယ်မနက်တနေ့42မိနစ်မှာမိခင်နဲ့အိပ်ပျော်သွားခြင်း message ဝင်လာတယ်ဟင် မိဖုံလာအစ်ချင်မူတူနဲ့ငဲ့အတန်လေးကတိမ့်ချစ်စရာကောင်းလာတယ်။အင်းငဲ့ပါမလီငဲကဖုန်းကိုစပွဲပေါ်မှာလိုက်စမ်းနေပြီးခဏငြိမ်သွားတယ်။ပြီးရင်ငဲမိဖုံဟုတ်လားမိဟင် Happy birthday တဲ့ဟင်ဒီချင်းကြီးဘသူတော့ကျမလှမ်းယူလိုက်တယ်။အရင်လိုအဆက်အသွယ်မရှိမခုံမပြောပြတော့ပေမဲ့ တင်ထားစေဖြစ်တဲ့နံပါတ်၄စီကမြင်လိုက်ရတယ်။ Happy birthday ပျော်ရွှင်ပါစေခလေးရေ။လက်ဆောင်ကတော့တတိယချင်းတွေပါပဲ။ရှင်တဲ့စူးကနေဖြစ်သွားလို့လက်နဲ့ဖိထားလိုက်ပြီးထထိုင်လိုက်ကအသက်ရှူရမှတ်သွားအောင်လေကိုရှူသွင်းရှူထုတ်ခက်ပြင်းပြင်းလုံနေခဲ့ရတယ်။ဘာလို့လဲ။ဘာကြောင့်ငါကနှိမ့်ဆက်နေရတာလဲအကူရဲ့။မငုံနဲ့နော်။မေမငုံလိုက်နဲ့။မွေးနေကြီးမှာ။ အဆက်မပြတ်မျက်ရည်တွေကြာလျက်ငယ်ငယ်သိလားအကူကမိကိုတည်စေမဲ့တူးသေးတော်သူပဲအဆုံးမှာသူမိကိုတတ်လိမ့်မယ်သူစိတ်နဲ့မိတင်ရလိမ့်မယ်ငယ်ငယ်တွင်းနေရအချိန်တွေဒီလောက်ကြာနေပြီသူဘာလို့ဓာကိုပို့လာရသလဲဘာကြောင့်လဲဘာသဘောလဲသူသူမိကိုချစ်နေသေးလားလို့မပြောနိုင်မီကျမမဆုံးခင်ငယ်ဖြတ်ပြောလိုက်ပြီး ူချစ်နေအစာရေကတော်ပါတော့အဲ့အကြောင်းကိုမပြောချင်တော့ပါဘူးငယ်ထားလိုက်ပါတော့မေအိတ်တော်မင်းငယ်ရဲ့ဆိုပြီးလှမ်းလိုက်ပင်မဲငယ်အိတ်သွားတဲ့အထိကျမအိတ်မပြောသေးအခုအကြောင်းကြီးစက်တွေးနေမိတယ်အခုအစင်မှပြင်းရလားမသိကုန်းတွေစားသေးလားနေပူရင်မိုးရွာရင်အဆောင်ပါရဲ့လားစပင်းကိုအရင်လိုအလုံးတကြီးနင်းသေးလားသမင်းမှာအချိန်မှန်စားရဲ့လားတွေးနေရင်မိုးလင်းကန်လေးမှာ မိကနေအိပ်ပြုံသွားခဲ့တယ်။ငယ်ကကျမအရင်နိုးနှင်ပြီးမနှက်စာပြင်ထားရင်မီးစားကြမီးလား။ဟုတ်။ဟေချိုးမနှက်စာစားပြီးကားဂိတ်မှာငယ်နဲ့အတူကားဆောင်ကြီးရဲ့အချိန်ကျမကသာဆူဆူဆိုင်ဆိုင်ကြည့်နေပြီးကားလမ်းကို ဖြတ်ရှောင်လာတဲ့အကိုကို တွေ့လိုက်ရတယ်။ကားရီရှုံနေတာတိုက်မိကုန်တော့မှပဲအကိုရဲ့ဆိုပြီးနှုတ်ကအကိုကျေလောင်တဲ့အတန်နဲ့အတူ ကျမကိုဆွဲထားတဲ့ငိတ်လက်ကိုခါပစ်ပြီး ကားလန်စီပြေးသွားလိုက်တယ်။ကားရီထိုးရက်သွားပြီးမေဟဲ့တော့မေအမလီငင်းစီကအော်ခေါ်နေတဲ့တွင်ကြားရတယ်။ပြီးတော့ကားသမားတွေရဲ့အော်တန်းစဲတန်းမေဘာဖြစ်သွားသေးလဲဟင်မေအကူအကူကိုမေတွေးလိုက်တယ်ငင်းကားလန်အလေကြီးမှာဘသူရှိမှလဲမေရဲ့စိတ်ထင်နေရပါလာပါလာပါမေရဲ့ဘသူမှမရှိပါဘူး။ဘာဖြစ်သွားသေးလဲတူမ ဘာမှမဖြစ်ဘူးရရင်ဦးလေးရရင်ရရင်နည်းနည်းလန့်သွားတာငယ်ပြန်ဖြေးလိုက်ပြီးကားလမ်းမပေါ်မှာကျမငိုတန်းတွေစူညံခဲ့ပြန်တယ်။ဖះရောက်တော့ငယ်ကပငယ်ကြီးဆက်တက်တုပ်ရွှနေတယ်။ငယ်အတန်ကိုကြားနေရပေမဲ့မျက်လုံးတွေအခုပုံရိပ်တွေပဲမြင်နေခဲ့တယ်။ငယ်မှာကျမကိုတခုခုပြောစရာရှိပုံရတယ်။တိတ်မကြဘူး။မင်းငယ်ပြောစရာရှိတယ်။အင်းပြောနေငယ် ငယ်နောက်လာကြရင်နေဘက်ကိုတာဝန်ကြရင်တနှစ်လောက်ကြာမင်းပြောတာပဲကျိုးသိထားရပါအဲ့ကိုမတော်ရဘူးလူအလဲပြီးရောနှစ်ချင်းတာရောအကုန်ကျူးစားပြီးပြီမရဘူးအော်ငယ်လေးကျမကိုထားခဲ့အောင်မေးတဲ့ကျမအခုအထွတ်အလူအလဲတိမ်မတက်ဖြစ်နေတဲ့အချိန်မှာငင်းရှိနေလို့ကျမဖြေတာခဲ့ရတာမေးငယ်ပြောတာကြားလားအင်းကြားပါလေဒီပုံစံနဲ့စိတ်တော်မချပါဘူးမေးရဲ့ အဆင်မပြေရင်တော့ငေကအလုထွက်လိုက်မှာမလုပါနဲ့ငေတနစ်ဆိုခဏလေးပါနေတိုင်းဖုန်းဆက်ကြမယ်လीခြားရင်ပိတ်ရများရင်လည်းပြန်လာခဲ့မယ်လीနော်ငေအတန်ကတုံရင်နေတယ်ဒီလိုပဲကျမအတန်မှလည်းငိုတန်ပါနေခဲ့တယ်အင်းပါအဲ့ဒီနေ့ကကားဂိတ်မှာငေကိုလိုက်ပို့ရင်ငေရောကျမရောငိုခဲ့ရသည်ငေကမှားခဲ့တယ်ငေကိုလွမ်းလို့ပဲငိုနော် ဟိုကောင်ကိုလွမ်းလို့မငိုနဲ့သတိလေးပါလေအမြဲထားကျမ်းမာရင်ဂရုစိုက်သိလားမေဟုတ်ကဲ့ဟုတ်ကဲ့ပါငေငေကားပေါ်တက်သွားပြီတစ်ချက်တောင်လှဲ့မကြီးကျမသိနေတယ်ငေငိုနေမယ်ဆိုတာဒီနှစ်ຫນွေဟာလေကျမရင်ကိုပို့ပူစေခဲ့တယ်ငေမရှိတဲ့နောက်ပိုင်းအမိအိမ်သာပြန်နေဖြစ်ခဲ့တယ်ငေနဲ့နေ့တိုင်းစကားပြောပြပြီးအကူကိုလေနေ့တိုင်းလွမ်းမိနေသေးတယ်လာအနေငယ်ကြတော့ ငယ်အိမ်အောင်ပြုတော်မင်းလို့တရင်ကြရတယ်။ငယ်တောင်းမှန်ပါတယ်မင်း။ရပါတယ်ငယ်ရဲ့မေအဆင်ပြေပါတယ်။အမှပဲနေတော့မလား။အင်းအင်းမမင်္ဂလာဆောင်ကြမေလာခဲ့မင်းနော်။မင်းငယ်ကိုဂရီးပြတ်သူလို့ထင်နေပြီလားဟင်။မထင်ပါဘူးငယ်ရဲ့ငယ်ပြောခုတယ်လေ။ငယ်နဲ့မေကအတူတူပဲဆိုငယ်ပြောရင်မေပြောပါတယ်။ငယ်လည်းယူမှာပဲလေ။စနောက်ခပြောလိုက်မှ သူရှဲမောသွားတယ်။တောင်ကြီးကိုငဲ့မင်္ဂလာဘွဲချောင်းသွားရင်အလေအပတ်တလလောက်ကြာခဲ့တယ်။မေငေမင်းဆရာရှိတယ်။အင်းမေလေမေသူ့ကိုမေ့ပြီလား။ဟဲ့အင်းလို့ဖြေလိုက်ရင်ငဲ့အပြုံးလေးတေချာပေါက်ပျောက်သွားလိမ့်မယ်။မေ့ပြီပေါ့ငဲ့ရဲ့ဘလောက်တောင်ကြာနေပြီလဲ။နှစ်နှစ်လောက်တောင်ရှိနေပြီဆိုပြီးမတိမချာပြောလိုက်ပင်မယ်။အကုန်နဲ့ကျမအဆက်အသွယ်မရှိတာ။ရက်ပေါင်း649ရက်ရှိခဲ့ပြီ။ မိလဲငိတ်လိုပဲရှူမှာတစ်နှစ်ပဲဆောင်တိလာအာရပါရအတူတူရေမောလိုက်ကြရင်ငိတ်အမျိုးသားကငိတ်ထက်အရက်ပူရှိပြီးငိတ်နဲ့လေလိုက်ဖက်တယ်တောင်ကြီးကအပြန်ကားပေါ်မှာတွေးနေမိသည်ငိတ်ပါကျမဘဝလေးကထွက်သွားတာသိကြပြီဘဝဟာ၆တွေ့လွန်လာ၏အလုတ်သွားအလုတ်ပြန်ငိတ်ကိုမတွေ့ရတော့ဘူးငိတ်အတန်လေးတွေလည်းမကြားရတော့ဘူးအခုကိုလွမ်းလို့ငိုတဲ့ညတွေမှာ နှစ်သိမ့်ပေးတတ်တဲ့ငဲ့အတန်လေးကြားမိပြန်ရင်နှစ်ယောက်လုံးကိုတစ်ချိန်တည်းမှာတရီရပြီးငုံခဲ့ရပြန်လေ။ကျမဟာငုံဖို့ပဲတည်ခဲ့မိမမဟုတ်လား။ကျမတို့ကိုဘသူတွေဟာဘယ်လိုဘယ်အချိန်မှခွဲခွာသွားကြမလဲ။ဘာမှရေးရရာမသိတဲ့လောကကြီးတွေရေးရနေတာတခုက ကျမအကုတ်ကိုတကယ်ချစ်ခဲ့တယ်။မိဖို့ကြိုးစားရင်မိမရတဲ့နေဆွဲတွေကို ကျမလက်ခံလိုက်တယ်။လွမ်းနေ သတိရတယ်နှလုံးသားရဲ့စိတ်အလိုအတိုင်းအဲ့ဒီအမျိုးသားကိုကျမတည်တည်တိုင်ချက်သွားမင်းမေးလို့ရခဲ့ရင်လေမေ့ပြလိုက်မင်းအိုးကျမကုကုကုညာနေမိတာပဲဘဝမှာမိသွားရင်ဆိုတာရှိလို့လားမိမိပြောင်ပြောင်လေးပဲနေကြတာပါတိုက်ဆိုင်မှုလေးတွေရှိလာတဲ့အခါသတိပြန်ရကြတာပါပဲသတိရခြင်းတွေဟာအကုအတန်းအကုအပြုံအကုမျက်ဝန်းညူတွေမှာနေပြီးဆုံးသွားခဲ့တာ ပျက်စီးပါစေပိုင်ဆိုင်ရပါစေဆိုတဲ့တမတ်မှုဘာဆိုဘာမျှမရှိခဲ့ဘူးဒါပေမဲ့အခုကိုချစ်မိလို့ငရေကြမယ်ဆိုရင်တောင်အဲ့ဒီငရေဟာဘလောက်ပူနိုင်မှာလဲအခုအစဉ်ပြေပါမလားလို့တွေးပူနေရင်ကျမရင်ကိုမိပါမလား